မင်္ဂလာပါဗျ SPP မြန်မာကနေကြိုဆိုပါရစေဒီနေ့ဆွေးနွေးတင်ဆက်ခြင်းတဲ့အကြောင်းအလေးကတော့မနေ့နုံလို့ချင်းပထမဆုံးမိနစ်30ကတနိဒာလုံးမှာကျွန်တော်တို့ရဲ့အုံနောက်ကိုလုံလုံချာချာရှိစေဖို့အတွက်ဘလော့ဒီတရားမှုရှိရဲ့ဆိုတဲ့အကြောင်းဖြစ်ပါတယ်အများစုကတော့အဲ့ရကနေနုံနိုးလာခြင်းပုံကိုရင် ကောက်ကြည့်တာတို့ကော်ဖီထပ်ပြီးတောင်းလိုက်တာတို့လုပ်တတ်ကြတာများပါတယ်တကယ်အဲ့ဒီပထမမိနစ်30ကိုဘယ်လိုသုံးချရမလဲစိတ်ကြည်လင်မှုနဲ့အာယုံစုစိုက်မှုပိုကောင်းလာအောင် နောက်ပြီးတော့တနေ့တာလုံးအတွက်စိတ်ပိုင်းဆိုင်ရာစွမ်းအင်တွေတသမတ်တည်းပြေဝနေအောင်ဘလို့အသုံးချရမလဲဆိုတာကိုလေ့လာကြည့်ရမှာပါဒီ channel တွေကိုနာမည်ကြီးအုံနောက်အာယုံကျော်ပိုင်းဆိုင်ရာနဲ့တင်ယူမှုနီးပြတူဖြစ်တဲ့ Jim Quick ရဲ့ဟောပြောချက်တွေကနေကောင်းထုတ်တာဖြစ်ပါတယ်သူရဲ့ရေရိုရှင်ရှင်နီးလန်းတွေနဲ့ကျွန်တော်တို့ရဲ့အုံနောက်ကိုအကောင်းဆုံးအခြေအနေရောက်အောင်ပြင်ဆင်နိုင်တယ်လို့ဆိုပါတယ်သူကဒီနေ့ပင်မှာတော်တော်ကျွမ်းကျင်တဲ့သူတစ်ယောက်ဖြစ်တာကြောင့်မို့လို့သူရဲ့နီးလန်းတွေကစိတ်ဝင်စားစရာကောင်းပြီးတော့ထိရောက်မှုရှိမယ်လို့လည်းယုံကြည်ပါတယ်အဲဒီနေ့တော့ ထိထိရောက်စတင်ခြင်းတဲ့သူတွေအတွက်ကတော့တကယ်ကိုသုံးဝင်မှာပါ။ဒါဆိုမနေ့ကင်းတစ်ခုရဲ့ပထမဆုံးမိနစ်30အစွမ်းကဘာတွေလဲကျွန်တော်ကြည့်လိုက်အောင်။ quick ကလုံးလုံးချင်းမိနစ်30မှာပထမဆုံးအိုင်ယွန်စိုက်စေချင်တာကတော့အုံတော့ရဲ့ဓာတုပိလာကိုချက်ချင်းပြန်ပြီးတော့ချိန်ကြီးဖို့ဖြစ်ပါတယ်။ကျွန်တော်တို့မနေ့နိုးတဲ့အခါကော်တီဆိုဟော်မုန်းထွက်လာပါတယ်။အဲ့ဒီအချိန်မှာရေကြီးတာကအုံတော့ကိုချက်ချင်းပြန်ပြီးတော့အားပြေဖို့ပါ။အဲ့ဒါကတော့ရေထက်ဖြည့်တာဖြစ်ပါတယ်။ကော်ဖီမတောက်ခင်ဖုန်းမကြည့်ခင်ဘာမှမလုပ်ခင်မှာရေအရင်တောက်ဖို့ quick ကအရေးကြီးဆုံးအကြံပေးပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့အုံနှောက်ရဲ့85ရာခိုင်နှုန်းလောက်ကရေနဲ့ဖွဲ့စည်းထားတာကြောင့်ဖြစ်ပါတယ်။ညဘက်အိပ်စက်နေချိန်၈နာရီလောက်တွင်တော့အသက်ရှူတာချွေးထွက်တာဘာညာကြောင့်ရေတက်တွေတော်ဆုံးရှုံးသွားပါတယ်။ဒါကြောင့်မနေ့နိုးတာနဲ့ရေတခွက်ဝဝတောက်လိုက်တာအုံနှောက်ကိုပြန်လဲစု ပြေစီပြီးတော့လုပ်ငန်းဆောင်တာတွေကောင်းကောင်းလုပ်နိုင်ဖို့အဆင်သင့်ဖြစ်စေပါတယ်။ quick ကတော့ရိုးရိုးရေအပြင်ကမှပန်းအောင်စားထည့်တော့တာတစားနေနေထည့်တာ ဓမ္မမှုတမယာသီးစိတ်လေးမြစ်ထည့်ပြီးတောက်တာပိုကောင်းတယ်လို့အကြံပေးပါတယ်။ဒါစားခန္ဓာကိုယ်ရဲ့တတုတ္တကိုဟန်ချက်ညီစေပြီးတော့တမယာသီးက cells တွေရဲ့စွမ်းအင်ထုတ်လုပ်မှုကိုအထောက်အကူပေးနိုင်တယ်လို့ဆိုပါတယ်။ဆိုတော့အုံနှောင်းရဲ့ battery ကိုပြန်ပြီးအသွင်းလိုက်တဲ့လိုမျိုးပေါ့။ quick ကရေးချောင်းကိုပြောပြီးခဲ့ကမှာမီးချောင်းကိုဆက်ပြောပါတယ်။အဲမီးကဘာလဲဆိုရင်တော့နေရောင်ခြည်ကိုပြောတာပါ။ဒီမှာမနေ့နိုဘီပထမ15မိနစ်အတွင်းမှာပဲနေအောင်ကြီးတိုက်ရိုက်ခံယူဖို့ကိုတိုက်တွန်းထားပါတယ်။အေးကြီးတော့ ရန်နာတို့ပဒင်းပေါက်တို့နေကမျက်မှန်တို့ကနေတစင်မဟုတ်ပဲနဲ့အမျက်လုံးနဲ့နေအောင်ကြီးတိုက်ရိုက်ထိတွေ့ဖို့လိုရဲလို့ဆိုပါတယ်ပြောတော့အပြင်ထွက်ပြီးတော့နေအောင်ကြီးခံစီချင်တော့နေအောင်ကြီးကမျက်လုံးနဲ့တိုက်ရိုက်ဝင်ရောက်တဲ့အခါမှာအုံနောက်ကဆာရီတိုနင်ဆိုတဲ့ဓာတ်တမျိုးကိုထုတ်ပေးပါတယ်ဒီဆာရီတိုနင်ကအစိတ်ခံစားချက်ကောင်းမွန်စေတယ်စိတ်အားထက်သန်မှုကိုတိုးစေတယ်စိတ်ပိုင်းဆိုင်ရာကြည်လင်မှုကိုလည်းမြင့်တင်ပေးနိုင်ပါတယ်နောက်ထပ်အရေးကြီးတဲ့အကျိုးပြုမှုတစ်ခုလည်းရှိပါသေးတယ်အဲ့ဒါကတော့ circadian rhythm လို့ခေါ်တဲ့ ခန္ဓာကိုယ်ရဲ့အတွင်းပိုင်းဇီဝနာရီကိုပြန်ပြီးတော့ခြေညှိပေးတာဖြစ်ပါတယ်ဒီဇီဝနာရီကကျွန်တော်တို့ရဲ့အိပ်ဆက်ခြင်းနှိုးထခြင်းစက်ပုံးကိုတင်းကျုပ်ထားတာဖြစ်ပါတယ်မနက်ခင်းနေအောင်ခြင်းနဲ့တိတွေ့လိုက်တာကကိုနောက်ကိုမနေ့ရောက်ပြီးနှိုးထဖို့လိုပြီလို့အချက်ပြလိုက်တာနဲ့အတူတူပါပဲတစက်တည်းညဘက်မှာကောင်းကောင်းအိပ်ပျော်ဖို့အတွက်လည်းမလက်တိုနင်ထုတ်လုပ်ရမယ့်အချိန်ကိုသတ်မှတ်ပြီးဖို့လုံးဆောင်သွားပါတယ်အတချက်ကနှစ်ချက်ပြပေါ့ရေနဲ့မီးအကြောင်းကိုပြောပြတဲ့အခါမှာနောက်တစ်ခုကမြေကြီးအကြောင်း grounding ဖြစ်ပါတယ် quick ကအပြင်ထွက်ရင်းနဲ့နောက်ထပ်လှုပ်လို့ရတာကတဘာဝမြေသားပေါ်မှာခြေပလာနဲ့လမ်းလျှောက်တာရက်တာမျိုးကိုဆိုလိုတာပါအကျိုးဟာဒါကိုကဘာမြေကြီးရဲ့လက်စစ်စွမ်းအင်နဲ့ပြန်ချိတ်ဆက်ပြီးတော့ခန္ဓာကိုယ်ရဲ့လက်စစ်တက်ကိုဟန်ချက်ညီစီတယ်လို့ယုံကြည်ကြပါတယ် and not a dead တကူကတော့လေးဖြစ်ပါတယ်အသက်ရှူလေးခြင်းငယ်လို့ဖို့ဖြစ်ပါတယ် quick က alternate nostril breathing လို့ခေါ်တဲ့အသက်ရှူလေးခြင်းငယ်ကိုလုပ်ကြည့်ဖို့အကြံပြုထားပါတယ်အဲဒါလေးကယောဂနေပါ ဒီသက်ရှင်ကြီးကနှာခေါင်းတစ်ဖက်စီကိုတလှည့်စီပိတ်ပြီးတော့ရှူသိမ်းရှူတော်လို့တာဖြစ်ပါတယ်။လုံနေကတော့အရင်ဆုံးတက်တောင်းတက်တာအနေထားနဲ့မတက်ရက်ပါထိုင်ပြီးတော့လည်းလုံနေပါတယ်။လက်ချောင်းတွေကိုတုံးပြုတ်ပြီးတော့ပထမဆင့်အနေနဲ့အပုံထဲကတိုင်းညာဘက်နှာခေါင်းဘက်ကိုလက်မနဲ့ပိတ်ပြီးတော့ဘယ်ဘက်နှာခေါင်းဘက်နဲ့ဖြည်းဖြည်းချင်းသက်ရှူသွင်းပါ။အစင်းနဲ့အနေနဲ့ဘယ်ဘက်နှာခေါင်းဘက်ကိုပါတခြားလက်ချောင်းနဲ့ပိတ်လိုက်ပြီးတော့နှာခေါင်းဘက်နှစ်ပေါက်လုံးကိုပိတ်ထားပြီးတော့20စက္ကန့်လောက်အသက်အောင်တာပါ။အစင်းသုံးနေတဲ့ညာဘက်နှာခေါင်းဘက်ကိုပွင့်မှုလက်မကိုပယ်လိုက်ပြီးတော့ အသက်ကိုညာဘက်နှာခေါင်းဘောက်ကနေဖြည်းဖြည်းချင်းရှူထုတ်ပါအဆင့်၄ရှူထုတ်ပြီးတဲ့အခါမှာညာဘက်ကနေပဲအသက်ကိုပြန်ရှူသွင်းပါအဆင့်၅ညာဘက်ကိုပြန်ပိတ်ပြီးဘယ်ဘက်နှာခေါင်းဘောက်ဖွင့်ပြီးတော့ဘယ်ဘက်နှာခေါင်းဘောက်ကနေအသက်ကိုရှူထုတ်ပါဒါဆိုရင်တစ်ပတ်ပြေပါတယ်အဲ့လိုမျိုး၅မိနစ်၃မိနစ်လောက်လေ့ကျင့်ပါလို့အကြံပေးထားပါတယ်ဒီအသက်ရှိလေ့ကျင့်ခင်းကအာယုံကြောစနစ်ကိုညင်သက်စေပါတယ်စိတ်ကိုတည်ငြိမ်ပြီးတော့အာယုံစူးစိုက်မှုကိုထမ်းပြတ်စေဖို့ကူညီပေးပါတယ်အုံနှောင်းရဲ့ညာဘက်ခြမ်းနဲ့ဘယ်ဘက်ခြမ်းကိုဟန်ချက်ညီစေပါတယ်ဆိုတော့ မိနစ်30ရဲ့ပထမမိုင်းကိုသဘောပေါက်လို့ပြလို့တင်ပါတယ်။ quick ကရေရေတက်ပြည့်ခြင်း၊မီးမြေအောင်ကြီးကန်ခြင်း၊မြေ grounding နဲ့လေ breathing ကိုတက်ကြီးလေးပါနဲ့ချိန်ဆက်ပြီးတော့ပြောခြင်းမရပါဘူး။ဦးနောက်ကိုသဘာဝကြကြပြန်ပြီးတော့ချိန်နှိရတဲ့ဘောပေါ့။အဲဒါပထမပိုင်းမှာဒုတိယပိုင်းမှာ quick ကဘာရီယာကြံပေးထားသလဲဆိုတာဆက်ပြီးတော့လေ့လာကြည့်အောင်။ဒုတိယပိုင်းမှာကတော့ဦးနောက်ကိုအစာကျွေးဖို့ဖြစ်ပါတယ်။အပြောရရင်စွမ်းရည်ထည့်သွင်းတာပေါ့ ခွစ်ကမနက်ပိုင်းမှာ green tea ကိုတောင်းလိရှိတယ်လို့ဆိုပါတယ်။ caffeinated ပါတာချင်းတူပေမဲ့ coffee နဲ့မတူတာက green tea မှာ L-theanine လို့ခေါ်တဲ့ drop down တစ်မျိုးပါဝင်နေရပါပဲ။အတူက caffeinated ရဲ့နိုးကြားတက်ကြွစေတဲ့အာနိသင်ကိုထိန်းချုပ်ပေးပါတယ်။ဆိုလိုတာက coffee တောက်တဲ့လိုမျိုးရင်တုံးတာကနာမငင်ဖြစ်တာမျိုးကိုအသိမဖြစ်စေဘူးလို့ပြောပါတယ်။တည်တည်ငြိမ်ငြိမ်နဲ့ကြည်ကြည်လင်လင်နိုးကြားနေစေတာမျိုးပေါ့။ calm focus လို့လည်းခေါ်ကြပါတယ်။ green tea မှာပါတဲ့ caffeinated က coffee လောက်မပြင်းပေမဲ့ နူးညံ့တဲ့စွမ်းအင်ကိုတော့ပြီးနိုင်စွမ်းနေလို့ဆိုပါတယ်။အုံနောက်ကိုအားပြဖို့နောက်နီးလန်းတစ်ခုကတော့စိတ်ပိုင်းဆိုင်ရာအားပြနေပါ။အဲ့ဒါကတော့နေ့စဉ်မှတ်တမ်းရေးရာ journaling ဖြစ်ပါတယ်။လူတော်များများကအဲ့လို journaling လုပ်တာကိုလှုပ်ရှုပ်တယ်အချိန်ပေးရတယ်လို့ထင်ကြပါတယ်။အကွစ်ကဒေါင်နှစ်ပေါင်းများစွာလုပ်ခဲ့တာဖြစ်ပြီးတော့သူ့ရဲ့အတွေ့အကြုံကိုစူးစီးဖို့စိတ်ကိုရှင်းလင်းစေဖို့ဒီနည်းကအရန်ထောက်ကိုပြုတယ်လို့ပြောပါတယ်။အပြိုဒါအရင်အချိန်ပေးစရာမလိုဘဲနဲ့3မိနစ်လောက်အချိန်ပေးရင်ရပြီလို့ကိုယ်ကပြောပါတယ် ကိုရဲ့အိယာဘေးမှာစာအုပ်နဲ့ဘိုးပင်အစင်တင်ချထားပြီးတော့မနေ့နွေးလို့ချင်းအစွမ်းထွက်တဲ့အချက်၃ချက်လောက်ရေးရုံပါပဲပထမဆုံးကတော့ကျေးဇူးတင်စရာအချက်၃ချက်လောက်ရေးတာပါ gratitude ပေါ့ကျေးဇူးတင်စိတ်ကစိတ်ဖိစီးမှုတွေရှင်းချပေးနိုင်ပါတယ်အုံတော်ရဲ့ဓာတုဖွဲ့စည်းပုံကိုပြောင်းလဲစေပြီးတော့တည်ယူမှုကိုအားကောင်းစေတယ်လို့လိလာမှုတွေကဆိုပါတယ်နောက်တစ်ခုကအဲ့ဒီနေ့အတွက်အတိတ်ရည်မှန်းချက်တစ်ခုကိုသတ်မှတ်တာပါအများကြီးမဟုတ်ပါဘူးတစ်ခုတည်းပါဒါအုံတော်ကိုအာယုံစိုက်စရာတစ်ခုပေးလိုက်တာဖြစ်ပါတယ်အဓိကကအုံတော်ကိုဥတီချက်ပေးဖို့ပါပဲ ဒါပြင် quick ကစိတ်ကူးပုံဖော်တဲ့လေ့ကျင့်ခန်းတစ်ခုကိုလုပ်ဖို့လေ့ကျင့်ပြုထားပါတယ်အတားတော့ visualization ပေါ့အဲ့ဒီနေ့ရဲ့အဆုံးမှာကိုဟာအရန်အောင်မြင်ပြီးပျော်ရွှင်နေတယ်လို့စိတ်ကူးကြည့်ခိုင်းတာပါပြီးတော့ဒီလိုအောင်မြင်ပျော်ရွှင်မှုမျိုးတွေ့ကြုံခံစားရဖို့ဒီနေ့မှာမပါရီလုတ်ခဲ့မလဲကြုံခဲ့ရမလဲဆိုပြီးတော့အနာဂတ်ကနေပစ္စုပန်ကိုနောက်ပြန်စဉ်းစားခိုင်းတာပါဒါကိုလိုချင်တဲ့ဘန်းနိုင်ကိုရောက်မဲ့လမ်းကြောင်းကိုအုံနောက်ကိုကြိုပြီးတော့မြင်စီအောင်ခွင့်ပြုပေးပါတယ်နောက်ဆုံးတစ်ခုအနေနဲ့မှတ်တမ်းရေးတဲ့အခါမှာ ကိုအရန်တည်ကျင်နေတဲ့မိကုံးတစ်ခုကိုမေးကြည့်ဖို့လေ quick ကအချိန်ပြုထားပါတယ်။ဒီချက်ကစိတ်ဝင်စားဖို့ကောင်းပါတယ်။အဲ့ဒါကဘယ်လိုလုပ်လို့တလဲဆိုတော့စူဇန်လူစိတ် curiosity ကိုတုံးချတာပါပဲ။အုံနောက်အတွက်အားစိတ်တစ်မျိုးလိုပဲ။ကိုကမိကုံးတစ်ခုကိုတိတိကျကျမေးလိုက်တဲ့အခါမှာအုံနောက်ရဲ့အာယုံစူးစိမ်းမှုစနစ်ဖြစ်တဲ့ reticular activating system RAS ကိုလုံဆောင်လိုက်တယ်လို့ဖြစ်သွားပါတယ်။ဒီ RAS ဆိုတာကကျွန်တော်တို့တွေ့ကြုံနေရတဲ့အချက်လက်တန်းပေါင်းများစွာတွေကနေကိုရေးကြည့်ရလို့သတ်မှတ်ထားတဲ့အရာကိုပဲစစ်ထုတ်ပြီးတော့ အာယုံဆိုင်ပြီးတဲ့အုံတော့ရဲ့အစိပ်ပိုင်းမှာအဥမှန်ပြောရရင်သင်ကကားတက်ဝယ်ဖို့စဉ်းစားနေတဲ့သူတယောက်ဆိုရင်အဲ့ဒီကားမျိုးစားကိုလမ်းမှာပို့ပြီးတော့တတိထားမိလာတာမျိုးပေါ့ကိုကမိကုန်းတစ်ခုမေးလိုက်တဲ့အခါအုံတော့ကအဲ့ဒီမိကုန်းနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုပို့ပြီးတတိထားမိအောင်ရှာဖွေတွေးရှိပြအောင်လုပ်လုပ်ပေးပါတယ်ဆိုတော့မိကုန်းမင်းချင်းကဖြေရှာဖို့အုံတော့ကိုအတင်းထင်ပေးလိုက်တာပါဒါဆိုရင်ပထမပိုင်းတော့ကတကြီလေးပါးနဲ့ချိန်ဆက်တဲ့အကြောင်းဒုတိယပိုင်းမှာအုံနောက်ကိုအစာကျွေးဖို့ green tea နဲ့ journaling အကြောင်း ပြီးတော့အခုတတိယပိုင်းကိုရောက်ပါပြီတတိယပိုင်းကတော့လှုပ်ရှားမှု movement ဖြစ်ပါတယ် quick ရောင်းချီလာတစ်ခုရှိပါတယ်အဲ့ဒါခန္ဓာကိုယ်လှုပ်ရှားရင်အုန်းနှုတ်ကပါတက်ကြရတယ် quick ကအုန်းနှုတ်ကိုပြုပြင်ဖို့5မိနစ်လောက်အချိန်ပေးပြီးတော့လှုပ်ရှားမှုလုပ်ပြီးရုံလောက်တည်လို့ဆိုပါတယ်အဓိကအကျိုးကျေးဇူးက BDNF ဆိုတဲ့ဓာတ်တစ်မျိုးထအောင်ပါ brain drive neurotrophic factors ပါပညာရှင်တွေက BDNF ကိုအုံနောက်အတွက်တန်းပြေဩဇာလိုတော့မှတင်စားကြပါတယ်။ဒါလို့လဲဆိုတော့သူကအုံနောက်ရဲ့ cells အသစ်တွေဖြစ်ပေါ်တာ ဆဲလ်တို့ကြားကချိတ်ဆက်မှုအကောင်းတာတင်ယူမှုမှတ်ဉာဏ်နဲ့ဦးနှောင်းရဲ့ပြောင်းလဲပြင်လဲရှိမှု neuroplasticity လို့ခေါ်တဲ့ဦးနှောင်းရဲ့ပြင်လဲဖွဲ့စည်းနိုင်စွမ်းကိုအထောက်အကူပြုတာကြောင့်ဖြစ်ပါတယ်။9မိနစ်လောက် jumping jack လုပ်တာ squat ထိုင်တာ push up လုပ်တာမျိုးတွေလုပ်ရုံနဲ့ဒီ BDNF ကထွက်စေရလို့ quick ကဆိုပါတယ်။အဓိကကတော့နှလုံးကုန်လုံးနည်းနည်းမြန်သွားအောင်သွေးလည်ပတ်မှုကောင်းသွားအောင်လုပ်ရုံပါပဲ။အဲနှလုံးအတွက်ကောင်းတာကဦးနှောင်းအတွက်လည်းကောင်းပါတယ်။လှူရှားမှုကြောင့်ဦးနှောင်းစီကိုအောက်ဆီဂျင်နဲ့အာဟာရတွေကိုပိုရောက်သွားပါတယ်။ ူသဖြင့်ကျွန်တော်ရဲ့ကြွက်သားလိုမျိုးလှူရှားမှုတွေဥပမာထိုင်ထားလေ့ကျင့်ခန်းလိုမျိုးတွေကအုံတော်ရဲ့လှုပ်ဆောင်ချက်ကိုပို့ပြီးတော့ပြင့်တင်ပေးနိုင်တယ်လို့ဆိုကြပါတယ်။အတဏီကွန်အထိုင်နာရဲ့သူတွေအတွက်ဆိုရင်တော့မနက်ခင်းဒီလိုခဏတာလှူရှားပေးတာပိုးလို့တောင်ရေးကြည့်ပါသေးတယ်။ခန္ဓာကိုယ်ရဲ့အခြေအနေကစိတ်ပိုင်းဆိုင်ရာအခြေအနေကိုတည်ရိုက်တည်ရောက်မှုရှိရဲဆိုတာကိုလည်းမမေ့သင့်ပါဘူး။ဒါဆိုရင်တော့အဓိကအချက်၃ခုဖြစ်တဲ့အုံနောက်ဓာတုပိတာချိန်ကြီးခြင်းဆိုတဲ့ရေတောက်ခြင်း၊အယောင်ကြီးကန်းခြင်း၊မြေနှင်းခြင်း၊ကြီးရှုခြင်းရဲ့အုံနောက်ကိုအစာကျွေးခြင်းဆိုတဲ့ green tea တောက်သုံးခြင်း journaling focusing နောက်ဆုံးတစ်ခုကလှူရှားမှု လေ့ကျင့်ခန်းတွေအကြောင်းတော်တော်ပြည့်ပြည့်စုံစုံဆွေးနွေးခဲ့ကြပြီပါပြီအ quick ကဘာကိုအဓိကအလေးပေးပြီးပြောသွားသလဲဆိုရင်ဒါရီယာပုံသေးလေးမဟုတ်ပါ fixed formula မဟုတ်ဘူးပေါ့ဒီတိုင်းအတိအကျအကုန်လိုက်လို့ရမယ်လို့သူကမဆွေးလို့ပါဘူးလူတစ်ယောက်နဲ့တစ်ယောက်ကမတူညီနိုင်တဲ့အတွက်ကိုယ်နဲ့အဆင်ပြေဆုံးခုအတွက်အလုပ်ဖြစ်ဆုံးပေါင်းစပ်မှုနဲ့ဆွေးနွေးမြင်မဲ့လုပ်ဖို့ကသာအရေးကြီးတယ်လို့သူကပြောပါတယ်သူကိုယ်တိုင်တော့မှသူ့ရဲ့လူလူလုပ်စဉ်ကိုညီဝေမတော်အောင်လို့ အတစ်ဆန်းဖြစ်နေအောင်နည်းနည်းတော့အပြောင်းလဲလုပ်လို့ရှိရလို့ဆိုပါတယ်။အဓိကကတော့ကိုယ့်အတွက်အကောင်းတဲ့လေ့ကျင့်ဖြစ်အောင်တည်ဆောက်ဖို့ပါပဲ။အစိုင်းစံတယောက်ရဲ့စကားအတိုင်းပြောရရင်တော့အရင်ဆုံးသင်ကသင်ရဲ့လေ့ကျင့်တွေကိုဖန်တီးတယ်။ပြီးတဲ့အခါမှာသင်ရဲ့လေ့ကျင့်တွေကသင်ကိုပြန်လည်ဖန်တီးပါတယ်။ First you create your habits then your habits create you ပေါ့။လေ့ကျင့်ဖြစ်သွားရင်အရင်အောင်စိတ်ထုတ်ဆရာမလိုတော့ဘူး။ Quick ပြောခဲ့တဲ့နည်းလမ်းတွေအားလုံးကိုပေါင်းစပ်လိုက်တဲ့အခါရလာမယ့်အကျိုးကျေးဇူးကဘာဖြစ်မလဲဆိုတော့ ။ဦးနှောက်ကိုတနေ့တလုံးတွေ့ရမယ့်စင်ခေါ်မှုတွေအတွက်အကောင်းဆုံးအချိန်လေးရအောင်ပြင်ဆင်ပေးလိုက်တာပါ။စဉ်းစားကြည့်ရင်ဒါမိနစ်30လေးအချိန်ပေးလိုက်ရုံပဲနော်။ရလတ်နေနဲ့တနေ့တလုံးမှာပို့ပြီးတော့ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေကိုချနိုင်မယ်။ပြဿနာတွေကိုပို့ပြီးထိထိရောက်ရောက်ဖြေရှင်းနိုင်မယ်။အာရုံစူးစမ်းမှုပိုကောင်းလာမယ်။စိတ်ပိုင်းဆိုင်ရာကြည်လင်မှုနဲ့စွမ်းအင်တွေပိုရှိလာမယ်။မနက်ခင်းကိုအနိုင်ယူနိုင်ရင်တနေ့တာလုံးကိုအနိုင်ယူနိုင်မယ်ဆိုတဲ့အဆိုဒီလုံဆောင်ချက်တွေကလက်တွေ့ကျကျအကောင့်တွေပေါ်ပေးနေပါပဲဖြစ်ပါတယ်။အုံနှောက်ဆိုရဲကျွန်တော်တို့ရဲ့အရေးကြီးဆုံးထိန်းချုပ်ရေးစင်တာကြီးကို ရေရွသက်ရှိရှိကျူးဆိုင်ပြီးတော့အစင်သစ်ပြင်ပေးလိုက်တဲ့သဘောပါပဲ။ပုံမှန်ပြောပြခဲ့တဲ့အစင်တွေကိုကိုနဲ့အစင်ပြောင်းပေါင်းဆက်ပြီးတော့နေ့စဉ်လှုပ်ဆောင်ကြည့်ဖို့အကြံပြုလိုပါတယ်။ကျွန်တော်ရဲ့ channel မှာမနက်ခင်းအလေးထားနဲ့ပတ်သက်ပြီးတော့ဗီဒီယိုတွေတောက်လျှောက်တင်လာတာတော်တော်လေးတော့များနေပါပြီ။ဒီနေ့တစ်ပတ်ကဆိုရင် Neuroscientist Professor Andrew Huberman ရဲ့ Optimal Morning Routine ကြောင့်ကိုလည်းတင်ဆက်ခဲ့ပါတယ်။အဲတော့ကြည့်လို့ရပါတယ်။ဒီနေ့ဆွေးနွေးခဲ့တဲ့အချက်တွေကတော့ Quick Gym Quick ရဲ့လေ့လာမှုတွေနဲ့အချမ်းပြည့်ချက်တွေပေါ်အခြေခံပြီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ အထပ်ပြီးစိတ်ဝင်စားရဆိုရင်သူ့ရဲ့ YouTube channel မှာထပ်ပြီးတော့တွေ့ရလေးလာလို့ရပါတယ်ဒီဗီဒီယိုလေးကိုဒီမှာပဲညီကုန်းချုပ်လိုက်ပြစီဒီဗီဒီယိုလေးကိုကြိုင်းသိတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ SPP မြန်မာ channel လေးကို subscribe လေးနဲ့အမြင်လေးကိုလည်း comment မှာရေးသွားပေးပါဦးနောက်ဗီဒီယိုမှာပြန်လည်းတွေ့ကြပါမယ်